မင်္ဂလာပါပရိသတ်ကြီးတို့ရေကျွန်တော်တို့ရဲ့မြန်မာစပေါ့မီဒီယာကနေကြိုးဆိုလိုက်ပါတယ်ခုတင်ဆက်ပေးချင်တာကတော့နောက်ဆုံးရစိတ်ဝင်စားစရာဘောလုံးသတင်းတွေပဲဖြစ်ပါတယ်မင်းညာကဘာစီလိုနာနဲ့ရီယယ်မက်ဒရစ်တို့ရဲ့အက်သလက်တစ်ကိုပွဲစဉ်မှာတော့ဘာစီလိုနာအသင်းကလေကိုသုံးခုနဲ့အနိုင်ရခဲ့တာကြောင့်လာမယ့်အက်စပန်ညိုနဲ့ပွဲကိုသာအနိုင်ရခဲ့ပါကဘာစီလိုနာတို့လာလီဂါဖလားသိမ်းပိုင်နိုင်တော့မှာပဲဖြစ်ပါတယ်စပါတင်နောက်ကလူဗန်ဒီဗန်ကတော့လာမယ့်ယူရိုပါလိဖိုင်နယ်မှာမန်ယူအသင်းကိုကြောက်နေမှာမဟုတ်ကြောင်းထုတ်ပေါ်ပြောဆိုသွားခဲ့ပါတယ် မန်ယူသင်ကွင်းလက်ကစားသမားဖာနန်ဒက်စ်ကဝက်ဆန်ကိုနှစ်ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မိမိတို့ရဲ့အဆုံးသက်ပိုင်းအားနည်းမှုတွေကိုဝန်ခံပြောဆိုသွားခဲ့ပါတယ်။ဘာစီလိုနာအသင်းကြီးပြဖလစ်ကတော့ရီယယ်ကိုအနိုင်ရခဲ့ပေမဲ့လက်ကျန်ပွဲတွေမှာအာယုံပြန့်လို့မရသေးကြောင်းထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ယနေ့မနက်စောပိုင်းကကစားခဲ့တဲ့နာပိုလီနဲ့ဂျီနိုနာတို့ပွဲမှာတော့နှစ်ဂိုးနှစ်ဂိုးတည်းရကြခဲ့တာကြောင့်စီးရီးရဲ့ထိပ်ဆုံးမှာရက်တီနေတဲ့နာပိုလီတို့ဒုတိယနေရာမှာအင်တာနက်ရမတ်တမတ်တာကွာရတဲ့အကြောင်းသိရှိရပါတယ်။ ရီယယ်တင်ကဗီနီရှက်ကိုတရားသည့်ယူရိုတန်း20တန်စာချုပ်ချုပ်ဆိုသွားဖို့ရှိနေရကြောင်းအသင်းရဲ့လောက်ခအမြင့်ဆုံးကစားသမားဖြစ်လာတော့မှာပါ။မန်စီးတီးတင်ကနျူကာဆယ်ကွင်းလယ်လူကူမာရက်စ်ကိုခေါ်ယူဖို့ပြင်ဆင်နေပြီးတော့ Sorry ကအဟီလာနဲ့အဓိကရင်ဆိုင်ရမှာဖြစ်ပါတယ်။ရီယယ်တင်ကအသင်းကိုသမားကော်တိုရစ်နေရာဆက်ခံဖို့အာဆင်နယ်ကိုသမားယာယာကိုအဓိကပြင်မှတ်ထားစောင့်ကြည့်နေပါတယ်။မန်ယူတင်ကိုစိတ်ပြတ်နေတဲ့ဖာနယ်ဒက်စ်ကိုခေါ်ယူလို့နေတဲ့အသင်းများစွာရှိနေပြီးတော့ Sorry ကလပ်အဟီလာကတော့တစ်နှစ်လောက်ခအပေါင်း96တန်းမှ3တန်းထိပ် ပေးချေခေါ်ယူလိုနေပါတယ်။ Fernandez ကိုယ်တိုင်ကလည်းစာချုပ်ဖြတ်သိမ်းပြီးပေါင်55ဒသမတသန်းနဲ့လာမယ့်ຫນွေအသင်းကနေထွက်ခွာခွင့်ရရှိထားကြောင်းသတင်းရရှိပါတယ်။ Real အသင်းကလူငယ်ကျယ်ပွင့် Andric ကိုမဆုံးရှုံးလိုတာကြောင့်တောင်ပန်ကစားသမား Rodrigo ကိုသာရောင်းချဖို့စီစဉ်သွားမှာဖြစ်ပါတယ်။ Serie A ပွဲစဉ်36အဖြစ်ကစားခဲ့တဲ့ပွဲတွေမှာ Champions စုအတွက်ရှင်ပြိုင်နေတဲ့နှစ်သင်းဖြစ်တဲ့ Napoli အသင်းကတည်ရကြခဲ့ပြီး Inter Milan အသင်းကအနိုင်ရခဲ့ပါတယ်။အဲဒါကြောင့် Serie A ပွဲစဉ်ကစားဖို့နှစ်ပွဲသာကြံရှိတော့ချိန်မှာတော့ Napoli အသင်းက ။အင်တာမီလန်သင်းကိုတမတ်တာဖျက်ထားနိုင်တော့ပြီးတော့လက်ကြံပွဲတွေကအလွန်စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ယူရိုပါလိဘောလုံးပွဲကံမဲ့ United နဲ့ Spa သင်းတို့ကပရီးမီးယားလိမှာအဆင့်16နဲ့18နေရာမှာရပ်တည်ပြီးအဆိုးရွားဆုံးရာသီကိုဖျက်ဆီးနေရဖြစ်ပါတယ်။လီဗာကူဆင်သင်းကလက်ရှိနီးပြဇာဘီအလွန်ဆိုထွက်သွားခဲ့ရင်အစားထိုးဖို့အတွက် United နီးပြဟောင်း Aristan Hunt ကို Aristan Hunt နဲ့ကိုမိုနီးပြ Fabregas တို့ကိုပြင်မှတ်ထားကြောင်းသိရပါတယ်။ အရစ်စတန်ဟကယူနိုက်တက်နဲ့လမ်းခွဲပြီးတဲ့နောက်ပိုင်းအသင်းလက်မဲ့ဖြစ်နေတဲ့အတွက်ပိုပြီးနှိစက်နိုင်ပေမဲ့လီဗာကူဇင်အသင်းဘက်ကတော့ကိုမွန်နီးပြဖာဘရီဂော့စ်ကိုပိုပြီးလိုချင်နေရမျိုးတွေ့ရပါတယ်။ဖာဘရီဂော့စ်ရဲ့နီးပြသက်တမ်းကအတော်လေးနှူသေးတယ်ဆိုပေမဲ့သူ့ရဲ့အစီအစဉ်တွေနဲ့အသင်းကိုတည်ဆောက်မဲ့ပုံစံတွေကိုလီဗာကူဇင်ဘက်ကစိတ်ဝင်စားတာဖြစ်ပါတယ်။ပြီးတော့ဖာဘရီဂော့စ်ကအရစ်စတန်ဟထက်လည်းလစာပိုပြီးနည်းမဲ့အခြေအနေမှာရှိနေရပဲဖြစ်ပါတယ်ပရိသတ်ကြီး။အခုဆက်လက်ပြီးတော့စိတ်ဝင်စားစရာအပြည့်နဲ့မင်းညားကပွဲစဉ်နေပါ။ မနေ့ညတော့ပွဲတွေပြောစရာတွေအများကြီးရှိခဲ့ပါတယ်ပွဲတွေကတော့အများကြီးအများကြီးပြောစရာတွေရှိခဲ့ပါတယ်ဒါကြောင့်စအရမ်းမရှိရအောင်နှစ်ပိုင်းခွဲပြီးဖော်ပြပေးပါစီပရီးမီးယားလိကတော့တကယ့်ကိုပရီးမီးယားလိဆန်လှပါတယ်ချန်ပီယံလိဝင်ခွင့်အတွက်အပြိုင်မှုတွေကအပတ်စဉ်တိုင်းမယိုးလာတဲ့ရာလတ်တွေနဲ့ဘောလုံးဝတ္တနာရှင်တွေကိုဖျော့ပြပေးနေတာပါဒီထဲမှာကန်အထူးဆုံးအသင်းကတော့ချယ်ဆီပါပဲချယ်ဆီကစားပုံကောင်းလာပြီးညူကာဆယ်ကိုတောင်မှဆက်ရောက်နေတာနဲ့အသာစီကစားနိုင်ခဲ့တာပါ သူတို့နိုင်မရခဲ့ပေမဲ့သူတို့ဘက်မှာကန်တရားကရှိနေခဲ့ပါတယ်အဲ့ဒီကန်တရားကတော့ Nottingham Forest ပါပဲတန်းဆင်းဆောင်တဲ့ကလက်စတာနဲ့တည်ရကြတယ်နောက်ဆုံး၅ပွဲမှာစပါးကူနိုင်တာကလွဲရင်နှစ်ပွဲတည်ရနှစ်ပွဲရှုံးခဲ့တယ်အဆင့်၃လောက်ကလည်းအဆင့်9ထိဆင်းလာခဲ့တာပါအာဆင်နယ်ကတော့လီဗာပူးနဲ့တည်ရကြသွားတာကတကယ်ကိုအဖိုးတန်ခဲ့ပါတယ်ချန်ပီယံလိဝင်ခွင့်ရဖို့ကတတ်မှတ်ပဲလိုတော့တာပါလာမယ့်ညူကာဆယ်နဲ့ပွဲကိုမနိုင်ခဲ့ရင်တော့မှဆောက်တတ်တဲ့ပွဲကိုတည်ရကစားနိုင်ုံနဲ့အာဆင်နယ်တို့ချန်ပီယံလိဝင်ခွင့်ရသွားပါပြီလက်ရှိအနေအထားမှာတော့ ညူကာဆယ်မန်စီးတီးနဲ့အာဆင်နယ်တို့ကချန်ပီယံလိဝင်ဖို့လားလာကောင်းနေပါတယ်။ညူကာဆယ်ကလာမယ့်ပွဲမှာအာဆင်နယ်ကိုနိုင်ခဲ့မယ်ဆိုရင်ပေါ့။ဒါဆိုရင်လက်ကျန်တနည်းအားအဆင့်၅ကိုချဲစီးနဲ့ဖီလာနဲ့နော်တင်ဖော်ရက်စ်တို့ထဲကဘယ်တင်ရအောင်သွားနိုင်မလဲဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းနေမိခုဖြစ်လာခဲ့ပါပြီ။အက်စတွန်ဗီလာကလက်ကျန်နှစ်ပွဲမှာစပါမန်ယူနိုက်တက်တို့နဲ့ကစားရမှာပါ။လက်ရှိမှာဒီနှစ်သိန်းကအရန်ကိုရရောနေရာကြောင့်ဖီလာကိုချောင်းမှတ်ရပြီးတော့တွက်ထားဖို့ရပါတယ်။ Chelsea ကပွဲစဉ်30မှာ Man United, Forest က West Ham နဲ့ကစားရမှာပါဒီပွဲတွေကိုနိုင်ခဲ့ကြတယ်ဆိုပါစို့ရာသီကုန်ပွဲစဉ်38 Nottingham Forest နဲ့ Chelsea တို့ကစားမယ်ပွဲစဉ်ကချန်ပီယံလိဝင်ခွင့်တက်နေရအတွက်အဓိကအဆုံးဖြတ်ဖြစ်လာမှာပါ Villa ကတကယ်6မှတ်ရခဲ့ရင် Chelsea နေနဲ့ Forest ကိုအနိုင်ကစားနိုင်မှာဖြစ်မှာပါတေးကြသည်ဖြစ်စေ Forest နိုင်ခဲ့သည်ဖြစ်စေနှစ်သင်းစလုံးချန်ပီယံလိနဲ့လွဲချော်နိုင်ပါတယ် Villa က6မှတ်ရခဲ့ရင် ဒါကြောင့်လက်ကျောက်ပွဲစဉ်အနေထားရဗီလာအသင်းကအချက်စင်းနဲ့ Nottingham Forest တို့ထပ်ပို့ပြီးအလားအလာကောင်းနေနိုင်ပါတယ်။ဒါပေမဲ့ဒီအနေထားကိုကိုယ်တိုင်ရွေးချယ်ခွင့်အရှိဆုံးအသင်းကတော့ Chelsea ပါပဲပြိတ္တကြီး။အခုတင်ဆက်ပေးမှာတော့ Champions League ဝင်ငွေအတွက်ပြိုင်ကြိုးစားနေတဲ့ Newcastle နဲ့ Chelsea တို့ပွဲစဉ်မှာတော့ Chelsea ကပွဲစဉ်အနှံ့မနစ်မှာခွင့်ပြုချက်ခွင့်ပြုခဲ့ရတဲ့အခွင့်အကိုကြောင့်တကူကိုမရှိနဲ့ရှုံးနေချိန်ပွဲစဉ်35မိနစ်မှာမလို့လာအပ်ပဲကစားပုံတန်းခဲ့တဲ့တိုက်စစ်မှု Nicholas Jackson က တိုက်ရိုက်အနီးကပ်နဲ့ကွင်းထဲကနေထုတ်ပယ်ခံခဲ့ရပါတယ်။တိုက်စစ်မှုချက်ဆန်အနီးကပ်ပြခံခဲ့ရတာကြောင့်လက်ကျန်ပွဲစဉ်တွေအတွက်ထိုးနှက်ချက်ဖြစ်လာပါတယ်။ညူကာဆယ်နောက်ခံလူဘော့ဒ်မန်ကိုတထောင်နဲ့တွတ်ခဲ့တာကြောင့်ချက်ဆန်ကတိုက်ရိုက်အနီးကပ်ပြခံရတာဖြစ်ပြီးပွဲပယ်ပြစ်ဒဏ်တန်ရန်အရာရာသီလက်ကျန်နှစ်ပွဲစလုံးကိုလွဲချော်ရတော့မှာပဲဖြစ်ပါတယ်။ချက်စီးတဲ့ကလက်ကျန်နှစ်ပွဲမှာ Man United အိမ်ကွင်း Northern Forest Away ကွင်းတို့နဲ့ပွဲချက်ကစားမှာဖြစ်ပြီးတိုက်စစ်မှုအန်ကုံကူကလည်းဒဏ်ရာရနေလို့ချက်ဆန်ပွဲပန်ခံရတာက အသင်းရဲ့တိုက်စစ်ကိုများစွာထိခိုက်စေခဲ့ပါတယ်။အခုလိုအချိန်မှာနီကိုလက်ဂျာဆင်ရဲ့စကားပြောဖို့မရှိဘူး။နောက်ရကြမှာဆွေးနွေးသွားပါမယ်။သူ့အနေနဲ့ဒီနေ့ဖြစ်ရပေါ်မှာသင်ခန်းစာတွေရရှိလိမ့်မယ်လို့မျှော်လင့်ထားပါတယ်။အထူးသဖြင့်ဘော်လုံးရာသီရဲ့အရေးကြီးဆုံးအခိုက်အတန့်တွေမှာပေါ့။နောက်ထပ်နှစ်ပွဲပဲကြံ့မာရတယ်။အခုလိုဖြစ်ရမျိုးကိုရှောင်လွှဲနိုင်ဖို့လိုအပ်ပါတယ်။အခုဆိုရင်လက်ကျန်နှစ်ပွဲစလုံးအနိုင်ရရှိမှအချံမြန်လေးပြိုင်ပွဲဝင်ခွင့်ရလိမ့်မယ်ဆိုတဲ့ခန့်စားချက်ကိုရရှိနေပါပြီ။ဟင်းဆိုမာရက်စကာကတော့လက်ကျန်နှစ်ပွဲမှာ ချဲစီကမန်ယူနိုက်တက်နဲ့နော်တင်ယံဖောရက်စ်အသင်းတွေကိုရှင်ပြန်ကစားရမှာပါ။အက်စတန်ဗီလာကစပါးနဲ့မန်ယူနိုက်တက်တို့နဲ့ကစားရမှာဖြစ်ပြီး6မှရဖို့ရှိနေပါတယ်။မြူကာဆယ်ကအာဆင်နယ်၊အက်ဗာတန်တို့နဲ့ကစားရမှာပါ။လီဗာပူးကိုတည်ရကစားနိုင်ခဲ့တာကအာဆင်နယ်အတွက်တကယ်ကိုအရေးပါခဲ့ပါတယ်။လက်ရှိမှာအာဆင်နယ်၊မန်စီးတီးနဲ့မြူကာဆယ်အသင်းတွေကချန်ပီယံလိဝင်ခွင့်ရဖို့အလားအလာကောင်းနေပါပြီ။လက်ကျန်တက်နေရာအတွက်ချဲစီ၊ဗီလာနဲ့နော်တင်ယံဖောရက်စ်အသင်းတို့ရှင်ပြိုင်ကြရမှာပါ။ဘယ်အသင်းပါဝင်သွားနိုင်မလဲဆိုတာကတော့ ဘာစောင့်ကြည့်ရမှာပဲဖြစ်ပါရရှင်ဆက်လက်ပြီးတော့ဘာဘာကကိုဒီယာဒီအက်ကလစီကိုဒါဘီမှာ၄၀မြောင်ရှုံးနေခဲ့ပြီးရဲ့နောက်ရီယယ်မက်ဒရစ်ကလာလီဂါချန်ပီယံဆုကိုလက်လွတ်ရဖို့တေချာသွားပြီးတော့ဆုပလာလက်မဲ့ရာသီတစ်ခုကိုပိုင်ဆိုင်ရတော့မှာပါဒါကအက်ကလစီကိုဒါဘီမှာအဟစ်ထရစ်သွင်းပြီးတော့သမိုင်းဆန်ချိန်တည်ရင်းနိုင်ခဲ့တဲ့ကီလီယန်အမ်ဘာဘီအတွက် တော့သူ့လိုချိန်ခဲ့တဲ့ဘောလုံးရာသီတစ်ခုတော့မဖြစ်နိုင်ပါဘူးဒီယာဒီပြိုင်ပွဲစုံမှာမက်ဒရစ်အတွက်36ဂိုးသွင်းယူထားခဲ့ပြီဖြစ်တဲ့ အမ်ဘာဘီကတော့အသင်းရဲ့တမိုင်းတရှောက်ပွဲဥထွက်ရာသီမှာပြိုင်ပွဲဆုံးတွင်းကိုအများဆုံးကစားသမားအဖြစ်တမိုင်းသစ်စံချိန်သစ်ရေးထိုးနိုင်ခဲ့တာပါ ပြင်သစ်လိနင်ဂျာကချန်ပီယံလိဂ်ဖလာအောင်မြင်မှုနဲ့ဘလွန်ဒီရောအောင်မြင်မှုတွေရယူဖို့ပြီးခဲ့တဲ့နှွေမှာ PSG ကနေ Real Madrid စီကိုပြောင်းရွှေ့လာခဲ့တာပါသူရောက်လာချိန်နဲ့ Madrid ကြာချိန်တိုးနေခဲ့တာကြောင့်အမ်ဘာဘီတယောက်ကမကောင်းခဲ့ပါဘူးတစ်ဖက်မှာတော့အမ်ဘာဘီခြံထားခဲ့တဲ့ PSG က UCL Finals တက်လှမ်းခဲ့ပါတယ် ပြင်သစ်စူပါစတာကတော့ဒီဟာဒီမှာဒီဘောရောစုတွေဖြစ်တဲ့လာလီဂါရှင်ဖနက်စုနဲ့ဥရောပရှင်ဖနက်စုတွေကိုပဲရည်မှန်းရပါတော့မယ်။လာလီဂါချန်ပီယံစုအတွက်အပြိုင်ဆိုင်ဖြစ်နေကြတဲ့ဘာစီလိုနာနဲ့ရီယယ်တို့ရဲ့ EI ကယ်စီကိုပွဲမှာဘာစီလိုနာအသင်းကခံပတ်နိုင်ပွဲရယူပြီးဒီဟာဒီလာလီဂါချန်ပီယံဖြစ်ဖို့တေချာသလောက်ရှိသွားပါပြီ။ရီယယ်အတွက်အဖွင့်ဂိုးကိုပွဲအဆ9မိနစ်မှာဘာပီကပနက်တီကနေသွင်းယူခဲ့ပြီး14မိနစ်မှာတော့ဗနီစီယာပေးတာကနေပြီးတော့ဘာပီက ဘာစီလိုနာအသင်းရဲ့လူကျွန်ထောင်ချောက်ကိုကြော်ဖြတ်ပြီးတော့ဒုတိယဂိုးသွင်းယူခဲ့ပါတယ်။ရီယယ်ကစားသမားဘွားပွဲဥထွက်ရာသီမှာဘာပေက38ဂိုးအထိသွင်းယူခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်မို့နာမည်ကျော်တိုက်စစ်မှုဟောင်းဇာမိုရာနိုကိုကြော်ဖြတ်ပြီးတော့ရီယယ်အတွက်ပွဲဥထွက်ရာသီမှာသွင်းကုန်အများဆုံးကစားသမားဖြစ်စံချိန်တင်နိုင်ခဲ့ပါပြီ။ပွဲချိန်14မိနစ်အတွင်းမှာပဲ2ဂိုး3ညနဲ့ဂိုးပြတ်ရှုံးနေခဲ့ပေမယ့်ဘာစီလိုနာအသင်းကမယုံနိုင်အောင်ပြန်လာခဲ့ပြီး 16မိနစ်မှာ Eric Garcia 32မိနစ်မှာ Yamel တို့ကအခြေပါကိုရစက်တိုက်သွင်းယူခဲ့ပါတယ်။အဲဒီနောက်34မိနစ်နဲ့45မိနစ်မှာ Rafinha တဦးတည်းကသွင်းယူခဲ့ပြီး Rafinha ကဒီယာတီ Real နဲ့ဆုံတွေ့တဲ့ပြိုင်ပွဲဆုံ၄ပွဲမှာငါးဂိုးသွင်းဂိုးဖန်နီမှုနှစ်ကြိမ်နဲ့သွင်းဂိုးပေါင်ပတ်သက်မှုခုနှစ်အထိရှိခဲ့တာကြောင့် Barcelona ကံဝင် Maxi နောက်ပိုင်းတရားဒီတွင် EI Calcio ပွဲမှာ Barcelona အတွက် twin goal ပါဝင်ပတ်သက်မှုအများဆုံးကစားသမားဖြစ်ရပ်တည်နိုင်ခဲ့ပါတယ် မိနစ်90မှာဗင်နီစီယပေးတာကနေဘာပေကဟတ်ထရစ်ကိုသွင်းခဲ့ပြီးမဲ့တည်ရတမတ်ရဖို့နောက်ထပ်အခြေပါကိုမသွင်းနိုင်တာကြောင့်ရီယယ်ရိုအဝေးကွင်းမှာ၄ဂိုး၃ဂိုးနဲ့ရှုံးနေခဲ့ပါတယ်။ဘာပေကဇာမိုရာနိုနောက်ပိုင်းဘာစီလိုနာနဲ့လာလီဂါပွဲမှာဟတ်ထရစ်သွင်းနိုင်တဲ့ပထမဆုံးရီယယ်ကစားသမားအဖြစ်အမှတ်တမ်းဝင်ခဲ့သလိုမက်ဆီဆော်ရက်စတိုနဲ့အတူ27ရာစုအတွင်း EI ကလပ်စကိုလာလီဂါပွဲမှာဟတ်ထရစ်သွင်းယူခဲ့တဲ့တတိယမြောက်ကစားသမားအဖြစ်အမှတ်တမ်းဝင်ခဲ့ပါတယ်။ ဘာစီလိုနာနီးပြဘွားပွဲဥထွက်ရာသီမှာရီယယ်အသင်းကိုပြိုင်ပွဲစုံ၄ပွဲဆက်တိုက်အနိုင်ယူခဲ့တာကနှစ်ဦးသာရှိခဲ့ပြီးနာမည်ကျော်နီးပြဟောင်းကွာဂျီယိုလာနဲ့အခုဟန်စီဖလစ်တို့ပဲဖြစ်ပါတယ်။ရီယယ်အသင်းကတော့စပိန်ပြင်းဖလားချန်ပီယံလိဖလားတွေလက်လွတ်ခဲ့ရတဲ့အပြင်လာလီဂါမှာလည်းပိုဆွဲပုံပြောင်းလဲဆက်နေသွားပြီဖြစ်တာကြောင့်2020 2021ရာသီနောက်ပိုင်းဖလားလက်မဲ့ရာသီနဲ့ပြန်လည်ရင်ဆိုင်ရဖို့နှိစက်နေပြီဖြစ်ပါတယ်။တရားသီးရဲ့၄ချိန်မြောင်းနဲ့နောက်ဆုံးအကလစီကိုဒါဘီပွဲမှာတော့ဘာကာက ရီယယ်မက်ဒရစ်ကို၄ဂိုး၃ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ဒီနိုင်ပွဲကြောင့်ဘာကာကရီယယ်မက်ဒရစ်ကို၇မှတ်အထိဖြတ်နိုင်ခဲ့ပြီးလာလီဂါချန်ပီယံဖြစ်ဖို့ထင်ရှားတလို့ရှိသွားပါပြီ။အခုလိုမျိုးနိုင်ငံကဘောလုံးသတင်းအားလုံးကိုတက်နေရာတွေမှာစောစောလေးလေးကြည့်ရှုနားဆင်နိုင်ဖို့ကျွန်မတို့ရဲ့မြန်မာစပေါ့မီဒီယာ YouTube Channel လေးကို Like and Subscribe လုပ်ပြီးတော့အားပေးကြပါအောင်နော်။ပြည်သူကြီးနောက်ထပ်ပြောချင်တာက Facebook မှာလဲကျမတို့ရဲ့မြန်မာ Sport Media Page ကနေ၄၀ဘောလုံးသတင်းတွေကိုပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့ Facebook page ကိုလည်း like and following လုပ်ထားနိုင်ပါတယ်เนาะဘောလုံးချစ်ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်